လုံးလာလောလောဆယ်အခုလုံးလာနေခိုင်းရမလို့ခိုင်းတော့အဲ့တော့အဲ့ပြဿနာကနေ့လေကဖြစ်တာနှစ်နာရီကျော်သုံးနာရီဝန်းကျင်လောက်ကဖြစ်တာနော်ကျွန်တော်ချက်ချင်းမတင်ဘူးဆိုတော့ကျွန်တော်မအားလို့အခုမှအဆောင်ပြန်ရောက်လို့တင်တာအဲဖြစ်စဉ်ကကျွန်တော်ရုပ်ရှင်ကြည့်ပြီးတော့ပြန်မယ်လုပ်တဲ့အချိန်မှာကျွန်တော်အိုးဝေငှားတယ်ကျွန်တော်အပြင်အိုးဝေမငှားဘဲနဲ့ဂရက်ကနေပြီးတော့အိုးဝေငှားတယ်ပေါ့နော် ကိုရက်ကနေငှားတယ်ကျွန်တော်လမ်းထောက်လိုက်တယ်ကျွန်တော်မှားသွားတယ်ကျွန်တော်ထောက်တဲ့လမ်းက62 109 108လို့ကျွန်တော်ထောက်ထားတာတကယ်လဲကျွန်တော်အိုင်နာမှာစန္နာပွိုင်မှာမန္တလေးရဲ့လူတွေဆိုလို့ရှိရင်သိလိမ့်မယ်အဲ့တော့ကျွန်တော်ကအဲ့နဲ့အိုးကိုကျွန်တော်ဖုန်းဆက်လိုက်တော့ဘယ်နားမှာလဲဆိုတော့108မှာတဲ့အခုကျွန်တော်တို့ကစန္နာပွိုင်နားမှာလို့ပြောတော့သူကကျွန်တော်နင်တို့ကလည်းဆောက်ကိုဘယ်လိုလုပ်နေအောင်လဲလမ်းနံပါတ်ကိုဘာလို့မှားပြီးထောက်ရအောင်လဲငါတို့ကဆောက်မလုပ်နေရတဲ့ သူ့ဘက်ကနေအဲ့လိုမျိုးရဲရဲဆိုင်ပြောလို့ကျွန်တော်နင်ကဘာခိုက်ဆန်းနိုင်ငံကအဲ့လိုမျိုးလာပြောရတာလဲလို့ဆိုတော့နင်တို့အခုဗမာလေးလေငါလာခဲ့လိုက်မယ်နဲ့အခုချက်ချင်းလာခဲ့လိုက်မယ်ဟဲ့ကောင်းပါလေအေးဟုတ်ပြီနင်အခုချက်ချင်းလာခဲ့ဇန်းလို့ဆိုတော့ကျွန်တော်ကစန်နာပွိုက်ရှိမှပဲကျွန်တော်စောင့်နေတာစောင့်နေတော့သူကစဉ်စဉ်ချင်းသူစဉ်လာတာကိုကျွန်တော်တွေ့တယ်သူ့လက်ထဲမှာပစ္စည်းတစ်ခုကိုကင်ထားတာကိုလည်းကျွန်တော်တွေ့တယ်ဒါပေမဲ့ကျွန်တော်အဲ့လိုမထင်ထားဘူးကျွန်တော်ကိုရီးလက်ရောက်နဲ့လှုပ်လိုက်မယ်လို့ကျွန်တော်မထင်ထားဘဲနဲ့ကျွန်တော်သူ့ရှေ့ကိုဝင်ပြီးတော့နင်ကဘာတော့ လဲနာမည်မှားထုတ်ပြီးတော့ဘာလို့အဲ့လိုမျိုးလာပြောရလဲလို့ပြောသူကကျွန်တော်ကိုဝက်လန့်အဲအကုန်လုံး center point မှာ CCTV တွေရှိတယ်အကုန်လုံးပြန်ကြည့်လို့ရတယ်ရှာပြီးတော့အဲ့တော့ယုံကြည်စိတ်ချရရမယ်ထင်လို့ကျွန်တော်တို့က grad ကိုခွာတာ grad မောင်းတဲ့လူကိုယ်တိုင်ကကျွန်တော်တို့ကိုဒီလိုစောစောကားကားလောက်တဲ့ခါကျတော့အဲ့ grad ရောင်းကဘယ်လိုဖြည့်ရှင်းပေးမှာလဲကျွန်တော်ကိုပြောနော်လူအများကြီးပဲနော်လူအများကြီးရှိလို့တော်တော်လေးကိုရှက်ဖို့ကောင်းလို့ကျွန်တော်ဘာပြဿနာမှကြီးကြီးမားမားမဖြစ်ဘဲနဲ့ဦးဒီတိုင်းညင်နေလိုက်တာပြန်မယ်နဲ့ သူတခုံးကိုတခုံးပြောပြီးတော့ပဲကျွန်တော်ညှိလိုက်တာကျွန်တော်ကိုရီးလာတော့ဟာရတော့ကျွန်တော်လုံးဝမကျင်တဲ့ဘူးအိုက်အိုးဝေသမားကိုနော်ကိုရာမောင်းတဲ့ကောင်ကိုမေကောင်မန္တလေးမှာနေငါလည်းမတွေ့သင့်နဲ့ညငါမရရရှာအောင်ပါမရမကအောင်ငါရှာအောင်ပါဟုတ်ကွာပြောစင်တာကတော့အဲ့တော့ကျွန်တော်ကသွားတာ main ကလေးနှစ်ယောက်တည်းသွားတာနော်ကျွန်တော်နဲ့ကျွန်တော်တငငချင်းနဲ့နှစ်ယောက်တည်းသွားတာကျွန်တော်တို့ကယုံကြည်စိတ်ချရမယ်ထင်လို့ဒီ grad ကိုငှားတာ နော်အဲ့ grand မောင်းတဲ့ဒီရုံးကနေလက်ခံထားတဲ့လူကိုယ်တိုင်ကကျွန်တော်တို့ကိုထီးလက်ရောက်နဲ့ချိန်ချပြီးတော့ကိုထီးလက်ရောက်ဆော်ကားတယ်ဆိုတဲ့ဟိုအဲ့တော့ grand ရုံးကဘယ်လိုဖြစ်ရှင်းပေးမှာလဲကျွန်တော်ရှောင်းလိုက်လို့ကျွန်တော်ရဲ့ဒီလေဘင်းကိုပဲရှက်ပြီးတော့ကျွန်တော်ပုံနဲ့ပြပေးထားမယ်အများကြီးတော့မတည်ဘူးရှက်ပြီးတော့ပဲတည်သွားတာနော်တကယ်လို့ဖြည့်ရှင်းပေးဦးဆိုလို့ရှိရင်ကျွန်တော်ဒီကိစ္စတရားမနေဘူးနော်တကယ်တရားမနေဘူးပြီးတော့အဲ့ကိုထီးလက်ရောက်ကျွန်းလွန်နေဟိုကောင်နင့်ကတရားမထားဘူးနော်အဲ့နင့်ကမရမကရှာအောင်ပါ အောက်တန်းစာကြက်ကူမှာမီနီအိုးဝေကို location မထောက်မိရဲ့ကိစ္စလေးဖြစ်ပါတယ်ရှင်။အာ location မထောက်တယ်ဆိုတဲ့ကိစ္စကတော်တော်များများလေးဖြစ်လိဖြစ်တာရှိပါတယ်ပေါ့နော်။ဒီကိစ္စမှာဘသူကများအလွန်လဲဆိုတာကိုတော့မိတ်ဆွေတို့လည်းကြည့်ပြီးတဲ့အတွက်သိပြီးသားဖြစ်မှာပါ။အားလုံးပဲ view site ပြီးတော့လာလို့ရအောင်နော်။